ကျွန်တော်တို့ကပထမဦးဆုံးအတွေ့အကြုံဖြဲကျွန်တော်တို့က EV ကားလေးနဲ့သွားတာဖြစ်ပါတယ် She the character lead I now say man ားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါ travel idea page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ထဲရိုဒီနေ့ဆိုလို့ရှိရင်တော့ဖန်ခီးစင်လေးစတင်มาဖြစ်ပါတယ်။အခုဆိုထဲရိုအိမ်ကနေစထွက်လာတာမနက်9:00နာရီထိုးလောက်ရှိပြီပေါ့နော်။မိုးလေးတော့နည်းနည်းလေးရွာနေတယ်။အဲဆက်ပြီးတော့ဖန်ခီးစင်တခြားဘလို့ရာသီဥတုမျိုးတွေဖြစ်မလဲဆိုတာထဲရိုနဲ့တူတူလိုက်ခဲ့ကြပါအောင်ရှင်။ Hello ကျွန်တော်တို့အခုဖအံအောင်သွားနေပါတယ်ကျွန်တော်တို့အခုတန်လင်းကနေထွက်လာတာအခု0မိုင်အောင်ရောက်ပါပြီအဲအဲ့ဒီမှာကျွန်တော်တို့ကပထမအဦးဆုံးအတွေ့အကြုံ ဖြစ်ကျွန်တော်တို့က EV ကားလေးနဲ့သွားတာဖြစ်ပါတယ်အဲ့တော့ road trip ကိုရင်းတော့တော့ C ကားနဲ့သွားတယ်အခုပထမဆုံး EV ကားလေးနဲ့သွားတဲ့အတွေ့အကြုံမှာအင်းကနေပြီးတော့ကျွန်တော်တို့ Leaf Motor T03 လေးကိုကျွန်တော်ကတရားရခိုင်နှုန်းအင်းကနေအားသွင်းလာတယ်တန်လင်းကနေပြီးတော့အခုလက်ရှိ0မိုင်မှာ0မိုင်အထိကိုကျွန်တော်တို့မိုင်အားဖြစ်ဆိုရင်တော့မိုင်20ဝန်းကျင်ရှိတယ်ပေါ့နော်မိုင်20ဝန်းကျင်မှာကျွန်တော်ဒါ11% battery ကုန်သွားပြီ7ရာခိုင်နှုန်းကုန်သွားတာဖြစ်တဲ့အတွက်ကျွန်တော်နောက တစ်ခေါက်ရက်မဲ့နေရက36မိုင်မှာဗောနော်36မိုင်မှာ battery percentage ဘယ်လောက်ကျန်မလဲဆိုတာလည်းကြည့်မယ်ပြီးတော့ဖန်အံရောက်တဲ့အထိကျွန်တော်တို့ဘယ်လိုကျွန်တော်တို့သွားကြမလဲဆိုတာလမ်းမှာကျွန်တော်တို့ရှုခင်းနေဖန်ရောက်တဲ့အချိန်ဒီကိုတူတူကျွန်တော်တို့ ਨੇ လိုက်ကြည့်ပေးပါဦးအဲပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီ EV car လေးပေါ့နော်ကျွန်တော်ရဲ့ EV car လေးက အဲမိုင်အားဖြစ်ဆိုရင်160ကျော်သွားလို့ရတယ်လို့ဒါသူတို့ဖော်ပြထားတယ်ဗောနော်ရန်ကုန်ကနေဖအံကိုမိုင်ပေါင်အဲ189မိုင်လား190ဝန်းကျင်ရှိတယ်ဗောနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကလမ်းမှာတစ်ခေါက်တော့အားသွင်းရမယ်တစ်ခေါက်တော့အားသွင်းရမယ်ဆိုတော့အဲဒီရန်ကုန်ကနေပြီးတော့ဖအံကိုအားသွင်းစရာနေရာက3နေရာရှိတယ်ဗောနော်လက်ရှိ0မိုင်မှာရှိတယ်ပြီးရင်39မိုင်မှာရှိတယ်ပြီးကြိုက်ထုံမှာရှိတယ် အဲ့တော့အာသွင်းရမယ့်နေရာကတော့သုံးနေရာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကတစ်ခေါက်အာသွင်းရင်ဖအန်တီကိုတော့ရောက်မှာတည်ကြတယ်။အဲ့တော့ကျွန်တော်တို့39မှန်ရောက်ရင်ဘက်ထရီပါစနစ်ဘလောက်လျော့သွားမလဲ။အဲအဲ့ဒီမှာကျွန်တော်အားပြည့်သွင်းပြီးတော့ကျွန်တော်တို့ဖအန်ကိုခီးဆက်မယ်။အဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါအောင်။ 39မိုင်ကိုရောက်ပါပြီ39မိုင်မှာကျွန်တော်တို့ဒါ breakfast စားမယ်ပြီးတော့ကျွန်တော်တို့ charging station မှာကျွန်တော်တို့အားသွင်းမယ်အဲကျွန်တော်တို့မောင်းလာတာကတော့တန်လင်းရနေပြီးတော့တောက်လျှောက်မောင်းလာတယ်အိမ်မှာအားပြည့်သွင်းလာတယ်ကျွန်တော်တို့တန်လင်းရနေပြီးတော့0မိုင်0မိုင်မှာလုံးဝအားမသွင်းဘူးကျွန်တော်တို့အခု39မိုင်ကိုရောက်လာတယ်39မိုင်ကိုရောက်လာတဲ့ချိန်မှာကျွန်တော်ရဲ့ကားအဲဘက်ထရီပါစင်တီကကျွန်တော်တို့66ကျန်နေပေါ့နော်66ဆိုတော့ကျွန်တော်တို့34ကျွန်တော်တို့ဒါတုံးပြီးသွားပြီပေါ့နော်တုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာအားပြည့်သွင်းပြီးတော့ ဖအံကိုကျွန်တော်တို့တောက်လျှောက်ဆက်သွားမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပေးပါဦး။အခု breakfast စားမယ်၊ကအားသွင်းမယ်ပြီးခီးဆက်ကြမယ်။ Okay. Okay. ကျွန်တော်တို့အခု charging station မှာအားသွင်းတာကျွန်တော်တို့66ရာခိုင်နှုန်းကနေပြီးတော့100အပြည့်အားသွင်းတာကျွန်တော်တို့အချိန်အားဖြည့်ဆိုရင်မိနစ်20ဝန်းကျင်ပဲကြာတင်မှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒါအခုကျွန်တော်အားသွင်းတယ်ကျွန်တော်ကုန်ကြတဲ့ဈေးကတော့1500ကျွန်တော်ပေးခဲ့ရပါတယ်ဒါတော့အခု100ရာခိုင်နှုန်းအပြည့်အားသွင်းလိုက်တဲ့ပမာဏလေးကိုပြောပြတာပါ ကျွန်တော်တို့အခု39မိုင်ကနေပြီးတော့ဆက်ပြီးတော့မောင်းလာပါပြီကျွန်တော်တို့ဖခင်ကြီးကနေပြီးတော့တောက်လျှောက်ကျွန်တော်တို့သွားပါမယ်ဖအန်ကိုတူလိုက်ခဲ့ကြပါဦးခုနေတာနေရတော့ဟွန်းအန်ဒီကတော့လုံးဝဥကျစ်သွားပါပြီမနက်ကတော့မိုးရွာနေပါတယ်အခုတော့နေပူနေပါတယ်โอเคကျွန်တော်တို့ EV car ဖြစ်တဲ့အတွက်လမ်းကြီးတရာကြီးဘိန်းခေါ်လမ်းမှာဘာတစ်ခုမှပေးစရာမလိုပါဘူးခင်ဗျာဟုတ်ကဲ့ဒီကုကုလိုတိုင်းထည့်လို့ရအောင် ဆိုဝေါ်မျိုးကိုရောက်ပါပြီရှင်စကြံတာဘုကံအဓိကဘဘဲကိုဒီချိန်နဲ့ပြတီမှုတွေကလည်းရှိကြတာပဲမတိကြတော့လေလာချင်ကြမကွဲငါအချိန်နဲ့စက္ကန့်နိုင်တိုင်းသတိရပါတယ်လက်ကန့်ချိုပါတယ်ဖြတ်တန်းလိုပါတယ်ကြိုက်စမ်းတဲ့လမ်းကလည်းရမ်းချိုပါတယ်မင်းငါရဲ့နာမရှိနေရင်တော့သိပ်ပြောတာပဲငါရဲ့နေမိတ်တဲမျိုးကိုခေါ်ပါတယ် ဟယ်လိုကျွန်တော်ပါရှင်ကျွန်တော်တို့ကိုကောင်းမွန်လာတာဒါအကြိုက်ထုတ်ကိုကျွန်တော်တို့ရောက်ပါပြီကျွန်တော်တို့39မိုင်ကနေထွက်လာတာအဲ39မိုင်မှာကျွန်တော်ကားကိုအားအပြည့်သွင်းခဲ့ပါတယ်အဲ့တော့ကြိုက်ထုတ်ရောက်တဲ့အချိန်မှာကားက battery percent နဲ့ဒါ89ရာခိုင်နှုန်းကျွန်တော်တို့ကျန်ပါသေးတယ်အဲ့တော့ကြိုက်ထုတ်မှာကျွန်တော်တို့အားမသွင်းတော့ဘူးမသွင်းတော့ဘဲနဲ့ကျွန်တော်တို့ဒါဖန်အန်တီတောက်လျှောက်မောင်းမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်2နာရီလောက်2နာရီဝင်းကျင်လောက်ကျွန်တော်တို့ကားမောင်းအောင်မယ်အဲ့တော့ကျွန်တော်တို့လိုက်ခဲ့ပါအောင် ရောရှင်ချင်းချင်းရရှိနေမယ်ဘာလို့ကြောက်နေလိုက်လဲသူလူရှိတဲ့ကြိုက်တလေးတိုင်းသာစိမ့်မယ်မရင်ရေတူလဲချိမပဲဒီလေးကတော့ကလေးပါပဲပါတယ်တော့တော့ချင်းမီပါလေ Hello မင်္ဂလာပါအခုတထုံမြို့ရောက်လာပါပြီတထုံရွှေစာရံ ဖျားနာကိုရောက်လာပါပြီပေါ့နော်မြို့ရဲဆိုတော့လေ ကားတွေကတော့အရန်ရှုပ်နေတယ်အခုတထုံမှမနာတော့ဘဲနဲ့ဖအံကိုဆက်ပြီးတော့တခါတည်းသွားကြမယ် ောက်ဆုံးတော့ကျွန်တော်တို့ဖအံကို ရောက်ရှိလာခဲ့ပါပြီကျွန်တော်တို့အာရန်ကောင်ကနေတောင်းရှောက်တောက်ထွက်လာတယ်ထွက်လာပြီးတော့ကျွန်တော်တို့ဒါ39မိုင်မှာ breakfast စားတယ်ကားအသွင်းတယ်အသွင်းပြီးတော့ကျွန်တော်တို့တောင်းရှောက်မောင်းလာတယ်အခုဒါဖအံကိုရောက်ရှိလာပါပြီအဲ့တော့ အာ EV ကားလေးနဲ့လည်းဒါပထမအဆုံးသွားတဲ့ခရီးလေးဖြစ်ပါတယ်အဲတော့ Leaf Motor TC03 နဲ့ဒါပထမအဆုံးသွားတဲ့ခရီးမှာကျွန်တော်တို့အားတစ်ခေါက်ပဲအားသွင်းပါတယ်39မိုင်မှာတရားရခိုင်တော့အပြစ်သွင်းပြီးတော့ကျွန်တော်တို့ခုအဖန်အန်ကိုရောက်ရှိတဲ့အချိန်မှာ Barcelona ကကျွန်တော်တို့45ကျွန်တော်တို့ကျန်ပါတယ်အဲတော့ဒါ45ရခိုင်တော့ကျန်တယ်ပေါပေါပပအေးစစ်စစ်ပဲကျွန်တော်တို့ခရီးလေးကိုဒါရောက်ရှိလာခဲ့ပြီအဲ့တော့ညနေအာဟိုတယ်ခုခဏနေရောက်မယ်ညနေကျရင် အပြင်ပြန်ထွက်မယ်စားမယ်တောင်းမယ် လိုက်ခဲ့ပြီးရတော့ကျေးဇူးများအိတ်တင်ပါတယ်ဒါပြန်တွေ့ကြမယ် ရန်ကုန်ဖအံ2ည8ရက်ခီးစဉ်လေးမှာအသွားအပြန်နဲ့ဖအံမှာအသုံးပြုခဲ့တဲ့ကျွန်တော်စုစုပေါင်းကီလိုမီတာကတော့951ကီလိုမီတာရှိပါတယ်ခင်ဗျာအသုံးပြုခဲ့တဲ့ဘက်ထရီ ကီလိုဝတ်အာဝါကတော့ကျွန်တော်တို့83ကီလိုဝတ်အာဝါအသုံးပြုခဲ့တယ်လို့ရက်ကော့အရကျွန်တော်တို့သိရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ